Brighton ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံး Manchester United ရဲ့ကစားသမား9ယောက်မင်္ဂလာပါဗျကိုခဲအင်စတာဖူဘောရှူအနေချူလူဝါရီကျွန်တော်ကိုခဲမှာ Brighton အသင်းကိုနောက်ဆုံး9ကြိမ်အနိုင်မရခဲ့တဲ့မှတ်တမ်းစုပယ်ဖြတ်နိုင်ခဲ့တဲ့ပွဲကနေကျွန်တော်အကြိုက် United ကစားသမား9ယောက်ကိုရွေးထုတ်သုံးသပ်ဆွေးနွေးပြီးသွားကြပါတယ်ကြိုပြောချင်တဲ့ဒါကျွန်တော်အကြိုက်ကစားသမား9ယောက်ဖြစ်တဲ့ကျွန်တော်တို့အမြင်ချင်းတူချင်းမှာတော့တူလိမ့်မယ် တော့အမြင်တူမတူအခုပဲကြည့်လိုက်ရအောင်ကျွန်တော်ကြိုက်နံပါတ်9နေရာမှာရှိနေတဲ့ကစားသမားကတော့တန်လို့ခေါ်တဲ့ကက်စမဲရိုဖြစ်ပါတယ်ကက်စမဲရိုရဲ့ဒီပလိုင်းမစ်ဖီတနေရာမှာအရေးပါအရာပုံကိုအားလုံးလဲတည်သွားမယ်လို့ထင်တယ်ကိုဘီမိန်းနူးဝင်လာတဲ့အချိန်ကက်စမဲရိုရဲ့နေရာကိုဘရူနိုဖာနန့်ရှ်ကမိန်းနူးရောအစာမထိုးနိုင်ခဲ့ဒါကတန့်ရဲ့အကောင်းဆုံးအချိန်နေမဟုတ်တော့ဘူးနော်သူရဲ့အကောင်းဆုံးအချိန်နေရီယယ်မက်ဒရစ်မှာအကုန်ဆုံးသွားခဲ့ဒီလိုမျိုးအကြကစားသမား တယောက်ရဲ့နေရာတော်ဘယ်သူမှအစားမထိုးနိုင်တာကိုကြည့်ရင်ဒါတလက်စာရဲ့ကျွန်တော်စကားကြုံလို့ဆွေးနွေးတာပါ United အသင်းရဲ့တာဝန်ရှိတဲ့သူတွေကျွန်တော်တို့ထပ်ပုံမြင်မယ်လို့ထင်တယ်ဆိုလိုချင်တာကနံပါတ်6နေရာမှာကမ္ဘာအဆင့်မီဘောလုံးကို retain အကြာကြီးလုပ်ပေးနိုင်မဲ့တန်ဖိုးကို ထိန်းပေးနိုင်မဲ့ deep lying playmaker တစားသမားခေါင်းတယောက်လိုနေပါ යි ခင်ဗျအဲ့တော့တန်ရှိနေတဲ့အချိန်မှာပြန်မဲ့ Brighton အသင်းရဲ့တန်ဖိုးကိုအကောင်းဆုံး short ချနိုင်ခဲ့ပြီးတော့ကိုယ့်အသင်းရဲ့တန်ဖိုးကိုအကောင်းဆုံးတင်နိုင်ခဲ့တယ်တန်ဒီဒီနေ့ပွဲမှာကွင်းလဲမှာဒ ောက်လျှောက်ငြိမ်နေအောင်ကစားနိုင်ခဲ့တယ်လို့တကူလည်းဖန်တီးပေးခဲ့တယ်တကူလည်းတွင်းယူသွားခဲ့တယ် The Flat ဖြစ်ပြီးဝင်သွားတယ်ဆိုပေမဲ့လည်းသူကန်သွင်းသွားတာပဲပေါ့နော်အဲ့တော့တက်ရဲ့အရေးပါအရာမှုကိုကျွန်တော်ညီကိုတွေလည်းမျက်ဝါးထင်နေမြင်ခဲ့ရမှလို့ထင်တယ်ဒီအသက်ရွယ်နဲ့ဒီလောက်ကစားပေးနိုင်တာအတော်ကောင်းတဲ့စွမ်းဆောင်ရင်ရှိလို့လို့ပဲပြောရမှာပါဒါပေမဲ့ပွဲစဉ်တိုင်းဒီလိုမျိုးခြေစွမ်းရဖို့ကတော့သိပ်ပြီးအဆင်မပြေတော့ပါဘူးဒါလည်းဓမ္မတဘာပဲ သူ့ရဲ့အသက်အရွယ်နဲ့အကောင်းဆုံးအချိန်တွေကအကုန်လုံးသွားခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်ပါ။ဘာဖြစ်ဖြစ်ဒီပွဲမှာကတော့အကောင်းဆုံးဆက်ဆောင်ရေးပြတ်တာပြီးခဲ့တဲ့လူစားလဲခံရသည့်တိုင်အောင်ကျွန်တော်ကတော့တန့်ကိုအကြိုက်ဆုံးကစားသမား9ယောက်ထဲမှာယူပေးခြင်းပါတယ်ခင်ဗျ။ကဲကျွန်တော်အကြိုက်ဆုံးနံပါတ်6နေရာမှာရှိတဲ့ပလေယာကတော့ဒီနေ့ပွဲမှာသွင်းကိုတကူဖန်တီးပေးခဲ့တယ်လို့ United ရဲ့နောက်ထပ်ဂိုးတကူကိုလည်း ်ပါဝင်ပတ်သက်ပေးခဲ့တဲ့ Luke Shaw ဖြစ်ပါတယ်။ Luke Shaw ရဲ့ highlight တင်ဆော့တဲ့ပုံစံတွေအရင်ကောင်းနေဗျာ။ Ruben Amorim ကလည်း Luke Shaw ကို left back ကစားသမားဆိုတော့ညာလဲဘာကြောင့် SCB တနေရာမှာသဘောထားကြီးကြီးသုံးပေးနေတာလဲဆိုတော့အလုံးလဲမြင်သွားမယ်လို့ထင်တယ်။တကယ်တော့လေအဲ့ဒီ SCB နေရာက Matthias Delic ကစားမယ်ဆိုရင်လည်းကစားလို့ရတယ်။ခေါင်းကြီးကို RCB ထည့်ပြီး Linio ကိုကျွန်တော်တို့ sorry ခေါင်းကြီးကို CCB ထည့်ပြီး Linio ကို RCB ထည့်လို့ရတယ်။ဒါမှမဟုတ်လဲ Linio ကို SCB ပို့အဲ Delic ကို RCB ပြန်ပို့လို့လည်းရတယ်။တ ကယ်စီဘီကစားသမားတွေကိုမသုံးဘဲနဲ့လူရှောကိုဘာကြောင့်သုံးနေသလဲဆိုတာတော့ဒါဒီနေ့ပွဲမှာကျွန်တော်တို့မျက်မြင်ပဲပေါ့နော်အဓိကတော့ဗျလူရှောရဲ့ sense ကအမော်ရင်ဖြစ်စေခြင်းနဲ့ပုံတရအကင်းချင်းကိုကောင်းစွာနားလေသဘောပေါက်လို့လို့ပဲကျွန်တော်ထင်တယ် ယူရိုလည်းဒီနေ့ပွဲဒီတိုင်းကစားရပဲတွေ့မဲ့လူရှော့ကတော့နှစ်ချိန်တိတိယူနိုက်တက်ရမဲ့ဂိုးတွေကိုအခွင့်အရေးအဖြစ်ပြောင်းလဲဖန်တီးပေးနိုင်ခဲ့တယ်။လူသားပြောင်းလဲမှုတချို့ရှိခဲ့တာကလည်းသူ့ရဲ့အသက်အရွယ်ကြောင့်အနည်းငယ်ကျလာလို့ပဲပြောင်းလဲတာလို့ကျွန်တော်ထင်တယ်။တွေ့ပေမဲ့သူကစားမဲ့မိနစ်အချိန်တိုင်းမှာတော့အကောင်းဆုံးဆက်ဆောင်ရင်ပြတ်သားနိုင်ခဲ့တယ်လို့ပဲယူဆပါတယ်။အဲ့ဒါကြောင့်ကျွန်တော်ကတော့လူရှော့ကိုအကြိုက်ဆုံးနံပါတ်၄ဖြစ်ယူပေးလိုက်ပါတယ်။ကျွန်တော်ကြိုက်ဆုံးနံပါတ်၃နေရာမှာရှိနေတဲ့ပလေယာကတော့ယူနိုက်တက်ကစားသမား၅ယောက်ယူရိုင်းမပမဖြစ်ကစားသမားပါ ါ့နော်အဲ့ဒါဆိုရင်အားလုံးလည်းသိမယ်လို့ထင်ပါတယ်ဘရူနိုဖနန်ရှ်ဖြစ်ပါတယ်ဘရူနိုဖနန်ဒက်စ်ကတော့ဒါယူနိုက်တက်မှာအဖိုးတန်မျိုးမန်အဖိုးမဖြစ်နိုင်တဲ့ပလေယာတယောက်ဖြစ်ပါတယ်ဒီနေ့ပွဲမှာဆိုရင်လည်းကွင်းလယ်မှာလှုပ်အားနှုန်းအပြည့်နဲ့အကောင်းဆုံးကစားပြီးသွားခဲ့တယ်တက်မပါတဲ့အချိန်မှာသူပို့ပြီးတော့ပင်ပန်းတယ်တွေ့မယ်လေဘရူနိုဖာနန်ဒက်စ်ရဲ့ခြေရာတွေကွင်းမျက်ခင်းစိမ်းတော်တော်များများပေါ်မှာမြင်ခဲ့ရတယ်ဖန်တီးပေးမှုတွေရှိတယ် ူဂရိုင်းဂိုးပေါက်ကန်သွင်းယူမှုတွေရှိတယ်ပြောချင်တာအသက်အရွယ်နဲ့မလိုက်အောင်ပဲဘရူနိုရဲ့လှုပ်အားနှုံးတွေအသိမမပေးဆက်အနစ်နာခံမှုတွေကဒီပွဲမှာကျွန်တော်တို့အတိုင်းသားမြင်တွေ့ခွင့်ရနေတော့မယ်အဲ့တော့ကြောင့်ဘရူနိုဖာနက်ရှ်ကို600ကစားသမား2ယောက်ထက်ကိုကျွန်တော်ဒီပွဲတွေမှာပို့ပြီးသဘောကျတယ်ဦးစီးဦးဆောင်မှုအပြည့်ကွန်မန်ဒင်းလဲတောက်လျှောက်လှုပ်ပေးနိုင်ခဲ့တယ်အဲ့တော့ကြောင့်ကျွန်တော်ကတော့အကြိုက်ဆုံးနံပါတ် သုံးနေရာမှာရွေးပေးခြင်းဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ကျွန်တော်ညီကိုတွေကိုဒါတက်လက်စာတွေမိဆက်ပေးခြင်းတာလေးတစ်ခုရှိပါတယ်။ဒါကျွန်တော်ညီကိုတွေဘောလုံးပွဲကစားခြင်းနဲ့ဆိုရင်စူပါစီနီယာဘစ်ဘော့စီမှာကျွန်တော်ညီကိုတွေဘောလုံးပွဲကစားလို့ရပါတယ်။အိုင်ဘက်ခွန်ရှိကို၅တလုံးမစ်မောင်း၅၆တို့ကိုမမတဲ့ဘောနဲ့များစွာနဲ့ယုံကြည်စွာကစားနိုင်ပါတယ်ခင်ဗျ။အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနံပါတ်399 89069 440မှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်။ Okay အဲ့တော့ကျွန်တော်အကြိုက်ဆုံး နံပါတ်2နေရာမှာရှိတဲ့ player ရောက်လာပြီ။မာဒီယက်စ်ကူးညာပါ။ကူးညာရဲ့လှုပ်အားနှုန်းရဲ့ကြောက်စရာကြီးဗျ။လုံးဝ defensive action တွေပါကိုယ့်တင်းရဲ့နော် defensive တက်တဲ့အထိရောက်အောင်လိုက်ပြီးတော့ပေးသွားခဲ့တယ်။ကျွန်တော်သဘောကျဆုံးအလုံးတလုံးဟာ Brighton counter attack ရသွားတယ်ဗျာ။ Yankuba Minnet စွဲပြေးလာတယ်ပေါ့နော်။ဩနည်းနည်း controversial လေးတောင်ဖြစ်သွားသေးတယ်။ Patrick Dorgu နောက်ကနည်းနည်းပြစ်ဒဏ်ကျူးလွန်လိုက်တဲ့ပုံစံမှာပြိုင်ဘက်အသင်းနဲ့နီးပြတွေကတော့ အနီကပစ်ဒံပြေးဖို့တောင်းဆိုရဲပေါ့နော်ဒါပေမဲ့အဲ့ဒီအနီကပစ်ဒံကတော့မဖြစ်ခဲ့ပါဘူးထပါအဲ့ဒီအနီကပစ်ဒံကိုပြောချင်တာမဟုတ်ဘူးဒီဖြစ်ရမှာဘေးနာမစီမဆိုင်ထောက်လျှောက်ပြေးပေးလာတဲ့မာတီးယက်စကူးညာရဲ့ဟိုလုံအားနှုံသူ့ရဲ့ဘောလုံးကြိုးစားကစားပေးလို့စိတ်ကိုကျွန်တော်တို့အတိမတ်ပြုတ်ပေါ့ပါအဲ့တော့ဒီလိုဖြစ်ရတဲ့ကပွင့်လင်းပြောရင်တော့ဟိုးထိတ်နားမှာရှိနေတဲ့ကစားသမားအဲ့ဒီနောက်ထိပ်ပြန်ပြေးလာဖို့ဆိုတာဘရိုမဖြစ်နိုင်ဘူးဒါပေမဲ့ကူးညာလုတ်ပေးတယ်ကူးညာသည် အဲ့လိုလှုပ်အားနှုန်းအပြည့်နဲ့ကစားလေးရှိတဲ့အတွက်ကြောင့်ဟူဗန်ဟန်တန်မှာနာမည်ကြီးတာအဲ့တော့သူတခုပဲလို့ရတယ်အဲ့ဒါအသင်းလိုက်ချိတ်ဆက်ကစားပုံပိုင်းလေးပဲလင့်ကပ်လေးတွေတစ်ချက်နှစ်ချက်မိတယ်ကစားသမားတယောက်နဲ့တယောက်ကြားထဲက relationism လေးနဲ့သွားပြင်မယ်အဲ့ဒီ position ယူတဲ့အပိုင်းမှာကူညာဒီထက်ကောင်းရင်တော့ပို့အဆင်ပြေတယ်ဒါမဲ့လေဒီနေ့ပွဲစဉ်မှာမာဒီယက်စ်ကူညာကိုကျွန်တော်ရန်သဘောကြတယ်လှုပ်အားနှုန်းအပြည့်နဲ့ဘာမှအပြည့်ပြောစရာမရှိအောင်ကစားပေးသွားခဲ့တယ်လို့အသင်းတော်အနိုင်ကိုတကူကိုလည်းလှလပပဝေဝိုက်ကန်သွင်းယူပေးသွားခဲ့တယ်ဒါကကူညာရဲ့ဟူဗန်ဟန်တန်မှာ ာကန်သွင်းနေကြကန်သွင်းချက်တွေအတိုင်းကန်သွင်းခဲ့တာဖြစ်ပါတယ်တိကျတဲ့အတွက်ကြောင့် Vibragan အနေနဲ့ဘလိုနီးနေမှာဖမ်းလို့မရခဲ့ဘူး Cafter တော့ Cafter ပဲ Cafter မှန်တဲ့အခါကျတော့ down တက်တက်တွေသွားကြတဲ့ပုံစံမျိုးပေါ့နော်ကိုယ်တိုင်အပြင်ဘက်ကနေပြန်ပြီးအထက်ကို wide တဲ့ပုံတရံမျိုးတွင်းယူသွားခဲ့တာဖြစ်ပါတယ်အဲ့တော့ကူးညာဒီနေ့ပွဲမှာတော်တော်မိုက်တယ်ကျွန်တော်ကတော့အကြိုက်ဆုံး number နှစ်အဖြစ်ရွေးပါတယ်ခင်ဗျ။ကဲကျွန်တော်ကြိုက်ဆိုနံပါတ်1နေရာမှာရှိနေတဲ့ player ကတော့ဒီနှစ်ပွဲမှာ twin ကို2ကိုအတွင်းယူပေးသွားပြီးတော့ထိမနိုင်သိမနိုင်ကစားပြသွားခဲ့တဲ့ Brian Ambumo ဖြစ်ပါတယ်။ United ရဲ့ LEM RAM နှစ်နေရာကတော့အတော်လေးပြိတ္တ သဘောကျကျင်တဲ့ချင်စရာကောင်းတဲ့ကစားသမားနှစ်ယောက်ကိုရခဲ့တယ်လို့ပဲပြောရမှာပေါ့ဘန်ဂျမင်ရှက်ရှ်ကိုကလည်းလက်ရှိအချိန်မှာဂိုးတွေအများကြီးဟိုတဖုံးတတိုင်းသွင်းပြီးတော့ဒီ AM နှစ်ယောက်လောက်မဟိုက်ဘူးဆိုရင်ပဲလေမစိုးပါဘူးသူ့ထိုက်လျောက်တော့တဖြည်းဖြည်းချင်းတက်လာနိုင်တယ်ပေါ့နော်ဒါမဲ့ကူးညာအန်ဘူမိုနှစ်ယောက်ကတော့တကယ်မိုက်ပါတယ်ဒီထဲမှာအန်ဘူမိုကတော့ counter attack တွေဆိုရင် Thomas Frank ကသင်ကြားပေးခဲ့တဲ့အတိုင်းပဲအရန်ကိုကောင်းတယ် Brentford ရဲ့ပုံစံလည်းကျွန်တော်တို့ပြန်မြင်ရတယ် Brentford တကယ်တကဘာကြောင့်ကောင်းလဲ Ivan Toney အန်ဘူမိုအတွဲဖက်ကြီးကလှုပ်ရှားလို့ရတာကိုအထူးသဖြင့် န်ဘူးမူပေါ့အဲ့လို second ball တွေပြန်ကြလာပြီးဆွဲပြေးတာမျိုးပဲဖြစ်ဖြစ်အနောက်ကနေ counter attack ကို drive back stand ပေးလိုက်တာမျိုးပဲဖြစ်ဖြစ်အဲ့ဒါဆွဲပြေးပြီးတာမှကျွန်တော် channel တွေကနေပြီးတဲ့နေရာမှာအမ်ဘူမိုထိန်းလို့မရအောင်အခွင့်ရေးကိုဟိုမိမိရလဲအသုံးချနိုင်တယ်အပြီးခဲ့တဲ့ရာဒီတော့ကလည်းဂိုးအများဆုံးတွင်းတဲ့ကစားသမားတွေတည်းမှာနောက်ဆုံး3-4ယောက်ထဲမှာတော့ပါတယ်ဗျာအဲ့လောက်ထိကိုအမ်ဘူမိုကကောင်းခဲ့တာတကယ်ကို underrated ကစားသမားလို့ပြောလို့ရတယ်ကျွန်တော်လည်း ဟို bravo မှာရှိတဲ့အချိန်ကာလအဲ့လောက်ထိတော့သဘောမကျခဲ့ဘူးဒါပေမဲ့ဒီနေ့ပွဲစဉ်မှာကတော့နှစ်ဖူးတွေတူးတွေးတော်တော်လေးသဘောကျသွားတယ်အရင်ပွဲစဉ်တွေမှာအထက်ကိုပို့ပြီးသဘောကျတယ်အဲ့တော့အမ်ဘူမိုရဲ့အခွင့်အရေးကိုချက်ချင်းပြောင်းလဲနိုင်သွန်းအမိရယူနိုင်သွန်းဒီအချက်တည်းရဲ့နောက်တပွဲလုံးကြိုးစားကစားပေးခဲ့တာရဲ့အဲ့ right wing တနေရာမှာ on fire ဖြစ်ခဲ့တာရဲ့အဲ့တို့ကြောင့်ကျွန်တော်ကတော့ Brian Ambumo အကြိုက်ဆုံးနံပါတ်1 man of the match အဖြစ်ရွေးပေးနေပဲဗီဒီယိုလေးတွေမှာနားကြပါရဲအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ